ားလုံးမင်္ဂလာပါခင်ဗျာဒီနေ့မျှဝေပေးသားမယ့်အကြောင်းအရာကတော့အမေရိကန်နိုင်ငံရဲ့ထောက်ပံ့ကူညီမှုနဲ့ဒီပေါ့လေဒါဒီမှာဘင်္ဂလားဒေ့ရှ်နေဆက်မှာကြီးမားတဲ့ပထဝီနိုင်ငံရဲ့ပြောင်းလဲမှုကြီးဒါဖြစ်လာနိုင်တယ်ဆိုပြီးတော့အိန္ဒိယနိုင်ငံရဲ့ဒါ offset တချို့ပါပေါ့လေဒါပေါ်ပြလာကြတယ်ပတ်သက်ပြီးတော့ဒါကျွန်တော်ရဲ့အမြင်ကိုဒါမျှဝေထားမှာဖြစ်ပါဆိုအားလုံးလည်းဒီပြီးဖြစ်တယ်ပေါ့လေ2024ခုနှစ်မှာဒါကျွန်တော်နိုင်ငံရဲ့နိုင်ငံရေးထိစပ်နေရပေါ့လေဘင်္ဂလားဒေ့ရှ်နိုင်ငံမှာဒါဒီဒီမှာလည်းနိုင်ငံရေးပြောင်းလဲမှုကြီးဒါဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်ဒီ UNES ဆိုတာတက်မလာနိုင်ပေါ့လေဒါရှယ်ယာစင်တာဆိုတာတက်ထက်မှာခရေက ဒီမြန်မာဘင်္ဂလားဒေ့ရှ်နေဆက်မှာဒီနိုင်ငံတခုဒါထူထောင်လို့ကြောင်းနဲ့ဒီဘင်္ဂလားပင်လယ်ကိုအတွက်မှာပေါ့လေဒါစစ်စခန်းတခုခြေပြုဒါတိဆောက်ဖို့တက်ပေါ့လေဒါခွင့်ပြုပေးဖို့ဒါတောင်းဆိုခဲ့ရဆိုပြီးတော့လေဒါအတန်ထွက်လာခဲ့တာရှိရဲ့အဲ့ဒီသတင်းတွေဒါထွက်လာပြီးတော့မကြခင်မှာပဲဒါပြီးခဲ့တဲ့နှစ်ဒါအောက်တိုဘာလ9ရက်နေ့မှာဒါရှယ်ယာစင်နာဆိုရတုတ်ကြခဲ့တယ်ဒါဒီရှယ်ယာစင်နာဆိုရတုတ်ကြပြီးပြီးချင်းမှာဒါဒီအနောက်အစိုးရပေါ့လေဒါကျွထောင်နောက်ကန်ဖြစ်တယ်ဒါ UNES ဆိုရတက်လာခဲ့တာဖြစ်ပါတယ်ဆိုတော့ဒီ UNES တက်တက်လာချင်းမှာပေါ့လေဒါဒီပြီးခဲ့တဲ့နှစ်ဒါအောက်တိုဘာလဒါဒီ16ရက်နေ့မှာဒါဒီ ဒီဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ဒါအစိုးရအကြီးကဲပေါ့လေဒါမိုဟာမက်ယူနတ်ကဒီရခိုင်ပြည်နယ်မှာပေါ့လေဒါအမေရိကန်နဲ့ဒါကုလသမဂ္ဂရဲ့တွဲဆောင်နောက်ကံနဲ့အတူမြန်မာနိုင်ငံရဲ့ဒါရခိုင်ပြည်နယ်ထိပေါ့လေရှေ့လျရတဲ့ဒါလူသားရဆန္ဒထောက်ထားမှုဒါစင်ကြံတခုဒါပြီးဆောက်ဖို့အတွက်ဒါစီစဉ်နေတယ်ဆိုပြီးတော့ဒါတွေ့ကြခဲ့တာဖြစ်ပါတယ်တော့နောက်တစ်ချက်ကတော့ဒီမြန်မာနိုင်ငံမှာရှိတယ်ပေါ့လေဒါရခိုင်ပြည်နယ်ထဲမှာရှိတယ်ဒါဒီဘင်္ဂလီလူမျိုးတွေအတွက်ဒါတိရလွတ်လပ်တဲ့ဒါပြည်နယ်တခုဒါတတ်မှတ်ပြီးတော့ပေါ့လေဆွေးနွေးကြတာဖြစ်တယ်လို့ဒါဒီ တန်းတန်းနဲ့ကင်ဖွဲ့နေလဲဒါတိတိဆက်ဆံဖို့အတွက်စီစဉ်ခဲ့တယ်ဆိုပြီးတော့ဒါဒီနေ့ထွက်လာခဲ့တာရှိပါတယ်ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ဒီ American Pacific ဒါစစ်ဌာနချုပ်ကတာဝန်ရှိသူတွေနဲ့ပေါ့လေဒါဒီရောက်လာပြီးတော့ဒါဒီမြန်မာဘင်္ဂလားဒေ့ရှ်နေစနဲ့ပတ်သက်ပြီးတော့ဒါဆွေးနွေးကြရတာဖြစ်သလိုဒီ American နိုင်ငံသားဝင်ကြီးဌာနရဲ့တာဝန်ရှိသူတွေကလည်းဒါဘင်္ဂလားဒေ့ရှ်နိုင်ငံပေါ့လေဒါဒါခဏရောက်လာကြတာကိုလည်းအားလုံးကတွေ့ရမှာဖြစ်ပါတယ်အဲ့တော့ဒီလက်ရှိအချိန်ကာလကဒီ American ဥဆောင်တဲ့ပေါ့လေဒါတကဘာလုံးဆိုင်ရာဒါစီးပွားရေးစစ်ပွဲဒါ Global Economic War ဒါဆင်းရဲနေကြတဲ့အချိန်ဖြစ်တဲ့အတွက်မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်ကိုဒါတုံးချပြီးတော့ တရုတ်နဲ့အိန္ဒိယပေါ်မှာဒါမဟာဗျူဟာထင်းချောင်းရည်အတွက်ဒါ proxy သုံးခုကျိုးပန်းလာနိုင်တယ်လို့ဒါကျွန်တော်တွေနဲ့ဒါသုံးသပ်မိရယ်ဒါအပြင်မြန်မာနိုင်ငံမှာဒါအိန္ဒိယရဲ့ကလဒန်မြေကြောင်းဖက်ဆောင်သုံးစီမံခန့်အပြင်တရုတ်ရဲ့မဟာဗျူဟာမြောက်စီးပွားရေးဇင်းရန်တည်ရှိနေတာဖြစ်ပါတယ်ဒါအပြင်ရုရှားနိုင်ငံကလည်းနတ်ဆက်ကဆိုးရလက်ထက်မှာမြန်မာနိုင်ငံကိုမဟာဗျူဟာမြောက်မိတ်ဖက်နိုင်ငံဖြစ်နေတဲ့တတ်မှတ်ပြီးတော့ရင်းနှီးမြှုပ်နှံမှုတွေလှုပ်လာခဲ့တာကိုလည်းအားလုံးတွေ့ရမှာဖြစ်ပါတယ်အဲ့တော့နောက်ဆုံးပြောချင်တာကတော့အခုလိုမျိုးဒါအကျိုးစီးပွားများတဲ့မြန်မာနိုင်ငံပေါ့လေဒါလည်းအမေရိကန်နိုင်ငံနေနဲ့ဒါဘင်္ဂလားဒေ့ရှ်အခြားခံ ်ထားပြီးတော့ပေါ့လေဒါတခန့်စစ်ပွဲတစ်ခုတည်ကြပါဒါလုပ်ကိုလုပ်နိုင်တယ်လို့ဒါကျွန်တော်နေနဲ့ဒါသုံးသပ်မိပါတယ်အားလုံးကိုကျေးဇူး